UK ဝန်ကြီးချုပ် KR Starmer ကရုရှားသမ္မတဗလာဒီမာပူတင်ဟာငြိမ်းချမ်းရေးကိုရှောင်ရှားတဲ့အတွက်ပြေးဆက်ရမယ်လို့မေလ16ရက်ကအေဗီနီးယားနိုင်ငံမှာကျင်းပတဲ့ ဥရောပနိုင်ငံရဲ့အတိုင်းဝိုင်းရဲ့အစည်းအဝေးမတိုင်မီပြောကြားခဲ့ပါတယ်။ခြေတုံချတုံဖြစ်နေပြီးအချိန်ဆွဲနေတဲ့ပူတင်ရဲ့နီးပရိယံနဲ့တဖက်မှာလည်းယူကရိန်းနိုင်ငံတဝန်လူတွေဆက်ပြီးတတ်နေတာသွေးထွက်တန်ရုံဖြစ်အောင်ဆက်လုပ်နေတာတွေဟာသေးမခံနိုင်အောင်ဖြစ်နေရပါတယ်လို့၎င်းအစည်းအဝေးမတိုင်မီထုတ်ပြန်ချက်မှာစတာမားကဖော်ပြထားပါတယ်။ဒီအစည်းအဝေးကိုတူရကီနိုင်ငံမှာကျင်းပနေတဲ့ယူကရိန်းရုရှားဆွေးနွေးပြုလုပ်တဲ့နေ့နဲ့တနေ့တည်းမှာကျင်းပမယ်လို့မျှော်လင့်ရပါတယ်။ဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေနဲ့တခြားနိုင်ငံ20ရုပ်ကတက်ရောက်ကြတဲ့ ဥရောပနိုင်ငံရဲ့အတိုင်းဝိုင်း EPC ဟာမေလ16ရက်မှာအဘေနီးယားမြို့တော်တရားနာမှာအစည်းအဝေးကျင်းပခဲ့တာပါရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်တွေဟာယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးခဲ့ကြပါတယ် EPC ကိုပြင်သစ်သမ္မတ Emmanuel Macron ရဲ့ဥဆောင်မှုနဲ့ထူထောင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကိုရုရှားရဲ့ကျူးကျော်မှုကိုတုံ့ပြန်တဲ့အနေနဲ့2022ခုနှစ်က EPC ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပူတင်ကအမေရိကန်အစီအစဉ်ပေးတဲ့အစ္စတန်ဘူညင်ချင်းရေးဆွေးနွေးပွဲကိုမေ15ရက်ကရှောင်တိန်ခဲ့ပြီးတဲ့နောက် EPC အစည်းအဝေးကိုတက်ရောက်လာတဲ့နိုင်ငံတွေကရုရှားအစိုးရကိုဖိအားတွေပေးမယ်လို့ထောင်းနှင်းလည်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အပြစ်အဝါနဲ့ချင်းချက်မရှိအပြစ်ခတ်ရဲစဲရေးကိုသဘောတူရမှာဖြစ်ပါတယ်။ရုရှားကစစ်ဆင်ဆွေးနွေးရေးဇပွဲဝိုင်းကိုလာဖို့ဆန္ဒမရှိဘူးဆိုရင်ပူတင်ဟာပေးဆက်ရမှာဖြစ်ပါတယ်လို့ထုတ်ပြန်ချက်မှာစတာမာကဖော်ပြခဲ့ပါတယ်။ရုရှားကအပြစ်ခတ်ရဲစဲရေးကိုသဘောမတူပါကရုရှားဆိုရင်ဟာလာမယ့်သတင်းပတ်တွေထဲမှာဖြစ်လာမယ့် ကျယ်ပြန့်တဲ့ပိတ်ဆို့မှုတွေကအဓိကပြတ်မှတ်ဖြစ်လာမယ်လို့မျှော်လင့်ကြောင်းထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်